ဲအားလုံးပဲမင်္ဂလာပါကျွန်တော်အကူမတွေအားလုံးပဲမင်္ဂလာပါเนาะအဲ့တော့မနက်ပိုင်းမှာ27ဆိုတဲ့ကနေ27ဆိုတဲ့ကနေကအောင်ပြီเนาะ27ဆိုတဲ့ကနေကအောင်ပြီဘလို့အောင်တာလဲဘလို့အောင်တာလဲဆိုတော့ကြာသာပြီတောက်ကြနေရတော့တဲ့မှာမဖြစ်မနေလာရမယ်မူနှချက်ပြောခဲ့တယ်နော်ကြာသာပြေးတောက်ကြနေရတော်တဲ့မှာလုံးဝရှယ်ချင်းဒီပါကိုလာကိုလာရမယ်မူနှချက်ကိုကျွန်တော်ပြောခဲ့တယ်ကျွန်တော်အကူမာရအားလုံးကမှတ်မိမယ်ဆိုရင် တိမယ်မှတ်မိမှလိုက်ထုံမှဆိုရင်ရမယ်ကျွန်တော်ကိုယုံလို့လိုက်ထုံမှဆိုရင်ရတယ်နော်ကျွန်တော်ကိုယုံလို့လိုက်ထုံတယ်ဆိုရင်ရတယ်မှတ်တော့မှတ်မိတယ်လိုက်တော့မထိုးမြည်ဘူးဆိုတော့အကူမရရောမထိုးမထိုးရင်တော့ဘယ်ရအောင်လဲထိုးမှရမှာဟုတ်တယ်မလားနော်ဒီပုံကနေတော့တိထားတယ်ဒါပေမဲ့တိထိုးမှထိပေါက်မှလေဟုတ်တယ်နော်တိထားရုံနဲ့တော့မရဘူးကိုယ်တိုင်လှုပ်ကြည့်မှရမှာဟုတ်တယ်နော်အဲ့တော့ကဲအဲ့တော့နော်ကျွန်တော်ပြောတယ် ကြာသာပရိတောက်ကြနှစ်ရက်တော့တင်မှာ၃ညာ၁နှစ်၃အပူပါကိုရှစ်ထိပ်စီးကြာထားခြင်းကြောင့်ရှစ်ထိပ်စီးကြာထားခြင်းကြောင့်၃ညာ၁နှစ်၃ကိုအပူပါကြာသာပရိတောက်ကြနှစ်ရက်တော့တင်မှာရှယ်ကျင်းဒီပါလာကိုလာရမယ်ပါလာတယ်၂၁လာဟုတ်တယ်နော် နောက်တဲ့မွေးကလန်းရှစ်ကွက်တဲ့ထပ်ပြီးတယ်တင်းနှစ်တလေတစ်ချောက်တစ်ခွန်လေးကွက်၃ညာနဲ့၃ညာလေး၃ညာ၆၃ညာကိုလေးကွက်အဲ့ဘောင်းရှစ်ကွက်ကိုထိုးဒီကြာသာပရိတောက်ကြနှစ်ရက်တော့တင်မှာလာကိုလာရမယ်ကျွန်တော်မပြောခဲ့ဘူးလား နော်မပြောခဲ့ဘူးလားမပေးတာမပေးခဲ့ဘူးလားနော်ဟောဒီမှာဟောဒီမှာ channel အတွင်း live and legend form လာဇာတ်လုံးမွေးခွေ3ညာ1နဲ့3ခွေအပူပါ27ရပြီမွေးရှိခွေ1 1 1 4 1 1 1 4 1 6 1 9 3ညာ2 3ညာ4 3ညာ6 3ညာ9ဟောဒီမှာ1 2ဟောဒီမှာ ဟောဒီမှာနှစ်တက်เนาะဒါအာထိုးရမှာပေါ့เนาะအဲ့တော့27ဆိုတဲ့ကနေနှစ်သေးစာเนาะကျွန်တော်ကိုယုံလို့ లై ထိုးတဲ့မိတ်ဆွေအကုန်ပေါက်ရမှာเนาะမထိုးရင်တော့မပေါက်ဘူးအခွေပဲလိုက်လိုက်မွေးကနေမှမလိုက်လိုက်ကျွန်တော်ပြောကြိုက်တာဟုတ်လား200တော့တော့မှချင်းစီပေါက်ပတ်စံပေါ်ရမှာเนาะနေ့ပြန်တော့ပြီးဆိုင်အောင်100တော့ဆောင်းအောင်ဒီအနည်းဆုံးเนาะနေ့ပြန်တော့ပြီးဆိုင်အောင်အနည်းဆုံး100တော့ဆောင်းအောင်ဒီရဲ့เนาะအဲ့တော့နေ့ရက်နဲ့ငွေပေါ်ရမှာဖော်မြူလာနှစ်ချက်ကိုကျွန်တော်ပြပေးခဲ့တယ်27 အောင်နဲ့ထိုးရင်ရမှာမထိုးရင်မရဘူးကဲအဲ့တော့ဒီညက်နေဟောဒီညက်နေဟောဒီညက်နေမှာနော်ဟောဒီညက်နေမှာမိန်လေးခွက်နဲ့ပေါကနန်းဖြစ်ကျင်နေဆိုတဲ့အကူအမတွေအလုံးမဝင်လာခဲ့နော်အဲ့မိန်လေးခွက်ကိုလိုချင်တယ်ဆိုတဲ့မိတ်ဆွေတွေလက်မလေးတန်းစီနေပြီကြည်နေနေဖုံးမှန် screen ကိုလက်ညှိုးလေးနဲ့ဒီလိုလေးတောက်ပြီအဲ့ဒါလက်မနေပြီသားဖြစ်သွားလိမ့်မယ်ဟုတ်ပြီနော် channel ကို subscribe နေရတဲ့ channel လေး subscribe နေပြီပါခင်ဗျာနော်လက်မလေးတန်းစီနေပြီပါကောင်းမွန်မှာမင်္ဂလာပါလေးတွေရေးသွားပြီပါ ်နော်အဲ့တော့ချိနေတဲ့ဖုံးမစကရင်ကိုလက်ညိုးလေးနဲ့ဒီလိုလေးတောက်ပြီးဒီညက်နေမှာ main လေးခွန်းနဲ့ပေါကနန်းဖြုတ်ချင်တယ်ဆိုတဲ့မျိုးတွေဝင်လာခဲ့နော်လူနဲ့မပြာနဲ့မပြေးတော့နော်အဲ့တော့ဒီမှာကျွန်တော်ဒီဘက်တို့ရေကျွန်တော်ပြီးခဲ့တဲ့ဟာတင်းနေနှစ်ခွန်လေးကိုခွေအပူပါ90ဆန်နဲ့ထွက်တယ်နော်တစ်ပိုင်းပတ်တီ main ကွက်81နှိမ့်လိုက်ရှစ်ဒိတ်စီတင်းနောက်ဘင်းနဲ့81 main ကွက်81မှာထပ်အောင်တယ် တင်းနေသုံးခွန်ဝေးအဘူးပါထပ်ပြီးတဲ့30ခွန်ထက်ကြရတယ်။ဟုတ်တယ်နော်။ငါးသုံးညပရိပေးတယ်။ငါးသုံးညပရိတဲမှာလည်း30ခွန်ထပ်ပါကြ။အဲ့ဒါပြီးတော့ကျွန်တော်တို့တုံညာရှင်မှာဒဲရတယ်။ပြီးတော့နော်တုံညာတင်းနေသုံးခွန်အဘူးပါနဲ့နှစ်တက်ဝေကနာ၈ခွန်နဲ့နှစ်တက်ထက်ရ။ဘယ်နှချင်းရလဲ။တင်းနေ3 4 5နော်1 2 3 4 5 5ဝဲအောင်သွားပြီဟုတ်ပြီနော်5ဝဲအောင်သွားပြီ နော်ကဲအဲ့တော့အခုလက်ရှိပါငါးဘွဲကို6ချက်ပေါ့နော်မူ6ချက်အောင်သွားပြီအဲ့တော့ဒီညနေမှာလုံးဝရှယ်မိန်ပေါ့နော်၄ခွန်းနဲ့အောင်ကျင်တယ်ဆိုတဲ့မျိုးတခါလဲဝင်လာကြလမ်းမလေးတန်းစီနေပြီကိုကြီးကိုညနေကိုကိုညနေပြောမေလေပြောမေမစောနဲ့နော်လမ်းမလေးတန်းစီနေပြီဒီညနေမှာတကယ်ကောင်းတယ်တော်မျိုးတွေတကယ်ကောင်းနေတယ်ပြပြီးမှာစိုးစီးတက်လာတယ်တော့ကြနောက်ကြနေပါဆိုတော့အဲ့တော့ကျွန်တော်ဒီကထိတ်စီးလိုင်းကနေရင်စပြပေးမယ်ဟုတ်ပြီနော်ဒီထိတ်စီးလိုင်းကနေပြီးတော့စပြီးတော့ပြပေးမယ်အဲ့တော့ထိတ်စီးလိုင်းကဒီကောင်ကဘလို့လာထားလဲဆိုတော့ เนาะတပတ်အတော်တဲ့မှာတဲ့တပတ်အတော်တဲ့မှာဟောဒီတပတ်အတော်တဲ့မှာသူ့ရဲ့အလဲနှလုံးမောင်းခြင်းက6400အနည်းဆုံးတစ်ချိန်တော့ဖြစ်ပြီ6000မဟုတ်400အနည်းဆုံးတစ်ချိန်တော့ဖြစ်ပြီရတယ်တပတ်တော်တဲ့မှာပေါ့နော်ဒီအလဲနှလုံးပေါင်းခြင်းပေါ့တပတ်တော်တဲ့မှာ6000မဟုတ်400အနည်းဆုံးတစ်ချိန်တော့ဖြစ်ပြီရဥပမာဒီမှာပေါ့ဒီမှာဆိုရင်ကျွန်တော်တို့ကအလဲနှလုံးမောင်းခြင်း5400ဆိုလို့6ဖြစ်တယ်တစ်ချိန်အဲဒီမှာ2ချိန်ဟောဒီဘက်မှာတစ်ချိန်နော်ဟောဒီဟောဒီဘက်မှာဆိုရင်ဒီမှာတစ်ချိန်ကြမယ် နော်ဒီတစ်ပတ်မှာဆိုရင်ကျွန်တော်အနည်းဆုံးတစ်ချိန်တော့ဖြစ်ပြရဒီမှာ3တင်းနှလုံးပေါင်းချင်း4ဖြစ်တယ်9တောင်ချင်းနှလုံးပေါင်းချင်း9ဖြစ်တယ်နော်2ချိန်ကြတယ်ဒီမှာ6ချက်နှလုံးပေါင်းချင်း4ဖြစ်တယ်6ချက်နှလုံးပေါင်းချင်း4ဖြစ်တယ်ဒီမှာအဲဒီမှာ7တင်းနှလုံးပေါင်းချင်း9ဖြစ်တယ်3ချိန်ကြတယ်ဒီဘက်မှာဆိုရင်လည်းကျွန်တော်တို့က9ငါးနှလုံးပေါင်းချင်း4ဖြစ်တယ်အဲနောက်တစ်ခါကျတော့အဲဒီမှာတစ်ချိန်တော့ကြပြီးသားတယ်နော်ကဲဒီဘက်မှာဆိုရင်လည်းတော့3တင်းနှလုံးပေါင်းချင်း4ဖြစ်တယ်လို့6တောင်းနှလုံးပေါင်းချင်း9ဖြစ်တယ် နော်၄၉ကအနည်းဆုံးတစ်ချိန်တော့ကြပဲတစ်ချိန်တော့ဖြစ်ပြီးရတယ်၄တော့မဟုတ်၉တစ်ချိန်တော့ဖြစ်ပြီးရတယ်ဒီဘက်မှာဆိုရင်၃၆တစ်ချိန်ဖြစ်ပြီးတယ်ဒီဘက်မှာဆိုရင်၈၁တစ်ချိန်ဖြစ်ပြီးတယ်ဒီမှာဆိုရင်လည်း၃၆အလဲနှလုံးပေါင်းချင်းဒီဘက်မှာဆိုရင်လည်း၃၆တစ်ချိန်ဖြစ်တယ်၄တုံညာ၂ချိန်ဖြစ်ပြီးတယ်နော်ဒီဘက်မှာဆိုရင်လည်းကျွန်တော်တို့က၃ညာ၉၂ချိန်ဖြစ်ပြီးတယ်ဟောဒီဘက်မှာဆိုရင်၃၁၂ချိန်ဖြစ်ပြီးတယ်ဗောနော်၃ညာ၉တစ်ချိန်၃တစ်တစ်ချိန်၂ချိန်ဖြစ်ပြီးပြီကဲအဲ့တော့ဒီတစ်ပတ်မှာလည်းကျွန်တော်တို့ဆက်သွားကြည့်မယ် ဟောဒီဘက်မှာလည်းနောက်ဆုံးဘက်မှာကျွန်တော်တို့က6 6ဆိုပြီးတော့ကျွန်တော်တို့က၄တစ်ကြိမ်ဖြစ်ပြီးသားတယ်။အဲ့လိုဘွဲတွေဆိုအရန်ယူလို့ကောင်းတယ်။ဘလို့ယူလို့ကောင်းတယ်ဆိုကျွန်တော်တို့ကတပတ်လုံးမှာသူကအလဲနှလုံးပေါင်းချင်း၉လေးမဖြစ်တာဟုတ်ဒီမှာ၃ညဒီမှာ၆ဒီမှာ၃ညအဲ့တော့၉လေးမဖြစ်တာဟုတ်အဲ့တော့ဒီကနောက်ဆုံးရက်ဖြစ်လာပြီ။နောက်ဆုံးရက်မှာမနေ့စည်းမှာ၈ဘူးလို့ကြာရောက်၈နောက်ပွဲ၈ကိုဒီကောင်က၉ဖြစ်ဆိုရင်တစ်ထိပ်စီ၈ကို၄ဖြစ်ဆိုရင်၆ထိပ်စီတစ်၆ထိပ်စီနော်အဲ့လိုယူရတယ်။အဲ့တော့ကျွန်တော်ဒီညနေမှာကျွန်တော်အဲ့ထိပ်စီနှလုံးနဲ့သွားပါ နော်ဘာတွေစီးပြုံလဲမသိတိရမိတ်ဆွေအောက်မှာကွန်မန်လေးမှန်သွားပြီနော်အဲ့တော့ဒီဘက်မှာဆိုရင်အလဲနှလုံးပေါင်းခြင်း၄ဖြစ်ထားတယ်ဒီမှာဆိုရင်အလဲနှလုံးပေါင်းခြင်း9အလဲနှလုံးပေါင်းခြင်း၄အလဲနှလုံးပေါင်းခြင်း၄အလဲနှလုံးပေါင်းခြင်း၄အဲ့တော့ဘယ်နှခြင်းဖြစ်ထားလဲ၄ခြင်းဖြစ်ထားတယ်ကဲအဲ့တော့ဒီဘက်မှာဆိုရင်အလဲနှလုံးပေါင်းခြင်း9ဖြစ်ထားတယ်ကဲဒီဘက်မှာအလဲနှလုံးပေါင်းခြင်းကျွန်တော်တို့9ဖြစ်ထားတယ်ကဲဒီတစ်ခါနောက်တစ်ခါကိုဆက်သွားအောင်ဒီဘက်မှာဆိုရင်အလဲနှလုံးပေါင်းခြင်း9ဖြစ်တယ်အလဲနှလုံးပေါင်းခြင်း9အလဲနှလုံးပေါင်းခြင်း9အလဲနှလုံးပေါင်းခြင်း၄ နော်ကိုးလေးတွေဖြစ်တယ်။ကဲဟုတ်ပြီအဲ့တော့ဒီဘွမ်းမှာဆိုနေအလဲနှလုံးပေါင်းခြင်း၄ဖြစ်တယ်။အလဲနှလုံးပေါင်းခြင်း၉ဖြစ်တယ်။အလဲနှလုံးပေါင်းခြင်း၄ဖြစ်ထားတယ်။နော်ကဲဒီဘက်မှာဒီဘက်နှစ်ဘက်တော့လုံးဝဖောက်ထားတယ်။ဒီဘက်မှာလည်းကျွန်တော်အလဲနှလုံးပေါင်းခြင်း၉လေးမဖြစ်ဘူး။အလဲနှလုံးပေါင်းခြင်း၉လေးမဖြစ်တော့နှစ်ဘက်ဖောက်ထားတယ်။အဲ့တော့ဒီနှစ်ဘက်ဖောက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့ဟောဒီတစ်ဘက်မှာကျွန်တော်ကလုံးဝချက်ချင်းစီပေါ်လာမယ်။ဘာကြောင့်လာမယ်ဆိုတာကိုလည်းထပ်ပြီးတော့ထပ်ပြောပြမယ်။ နော်အဲ့တော့ကျွန်တော်တို့ကိုနက်ကပြောသလိုအလဲနှလုံးပေါင်းချင်း၄ခုကဖြစ်ရမယ်ဆိုရင်ဒီမှာအလဲနှလုံးပေါင်းချင်း၄ခုဖြစ်တာမဖြစ်ဘူးအလဲနှလုံးပေါင်းချင်း၄ခုမဖြစ်ဘူးအလဲနှလုံးပေါင်းချင်း၄ခုမဖြစ်ဘူးဟောဒီမှာအလဲနှလုံးပေါင်းချင်း၄ခုမဖြစ်တော့ကဲဟုတ်ပြီအဲ့တော့နောက်ဆုံးဘွဲမှာနောက်ဆုံးဘွဲနောက်ဆုံးရမှာအလဲနှလုံးပေါင်းချင်း၄ခုဖြစ်ရမယ်ဆိုရင်ဒီမှာနှစ်တရလို့ထွက်ထားရတဲ့အတွက်ကြောင့်မလို့ဒီမှာတစ်နောက်ဘွဲဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီအလဲနှလုံးပေါင်းချင်း၄ဖြစ်ရမှာဆိုရင်ကျွန်တော်ဒီမှာဗာဒိစီထည့်ရမယ်သုံးထိပ်စီ တဲ့300ပေါင်းမှာ၄ဖြံပါလေအလဲနှလုံးပေါင်းချင်း၄ဖြံရမယ်ဆိုတော့3ထိပ်စီတော့မဟုတ်အလဲနှလုံးပေါင်းချင်း6ဖြံရမယ်ဆိုရင်8ထိပ်စီအဲ့တော့38ထိပ်ဟုတ်တယ်38ထိပ်စီဟုတ်ပြီနော်အဲ့တော့ဒီ38ထိပ်စီဘာကြောင့်ပြောရတာလဲဘာကြောင့်ဝင်ရင်းဖြစ်ရတာလဲဆိုတော့ကိုဆက်ပြီးတော့ဆက်သွားကြည့်မယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကဒီမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ ဝမ်းကြီးဆိုင်ကိုနောက်တစ်ချက်ကိုသွားသွားကြည့်မဝမ်းကြီးဆိုင်လေးပေါ့နော်ဝမ်းကြီးဆိုင်ကမနက်ကတည်းပြပြီးသားအဲ့တော့ဒီညနေမှာမတိသေးတဲ့မိတ်ဆွေရဲ့ကူမတွေကိုထပ်ပြီးတော့ပြပြီးဝမ်းကြီးဆိုင်ကလေးနော်ကြဲအဲ့တော့လမလေးတန်းစီနေပြီးမှ channel ကို subscribe နေရတဲ့ channel ကို subscribe နေပြီးမှကွန်မန့်မှာမင်္ဂလာပါလေးတွေရေးသွားပြီးမှနော်ကြဲအဲ့တော့ဒီတစ်ပတ်မှာကျွန်တော်တို့ကမူဝါ6ချက်မူ6ချက်ကိုမူ6ချက်ကိုကျွန်တော်တို့ကအာဟိုနေ့နော် main or နှစ်ကွက်နဲ့ရထားတယ် နော်ဒဲနှစ်ကွက်နဲ့ရထားတယ်အဲ့ဒါလက်မနေပြီးတော့မတန်ဘူးလားကြည်နေတော့ဖုံးမဆက်ကရင်လက်ညှိုးနဲ့ဒီလိုပဲတောက်ပြရပါမှမတန်စရာအကြောင်းရှိဟုတ်ပြီလားနော်ကဲအဲ့တော့ဒီညနေပါနော်ဝမ်းကြီးဆိုင်ကိုထပ်ပြပေးသွားမယ်အဲ့တော့ကြာတာဗုဒ္ဓဘူးနေ့မှာထွက်သမျှကဏ္ဍတိုင်းဗုဒ္ဓဘူးနေ့မှာတချို့တွေကဗျအဲ့လိုလက်မနေခိုင်းလို့ချက်ချင်းထွက်သွားနော်ထောက်ပါပြီအဲ့လိုလူမျိုးတွေကသူကသူမရတတ်လို့သူကထောက်သွားတာနော်ထောက်ပါပြီ ဲ့တော့ဒီမှာပေါ့ဗုဒ္ဓဦးနေ့မှာထွက်တဲ့ကနန်းပေါ့ကနန်းကိုသူ့ရဲ့မူတည်ပေါင်းခြင်း6 6နဲ့ပေါင်း6 6နဲ့ပေါင်းတော့ကျွန်တော်တို့က8ကို6နဲ့ပေါင်းတော့ခွန်၄ကို6နဲ့ပေါင်းတော့3ခွန်3ဒီကဘရိတ်က2ဆိုတော့ခွန်3နဲ့ကြာသာပရိတောက်ကြ2ရတော့တယ်မှာညီရငါတလုံးကြီးဗုဒ္ဓဘုန်းကြီးမှာတုံညာဘူးတုံညာဘူးကိုကိုနဲ့ပေါင်းတော့ကိုကိုပဲရမယ်ကိုကိုဒီကတုံညာဘူးကတုံညာပရိဆိုတော့တုံနော်အဲ့တော့တုံညာဘူးက တုံညာဘူးကိုဘူးကိုနဲ့ပေါင်းတော့ကိုကိုတုံညာဘူးကတုံညာပရိတ်ဆိုတော့တုံညာပရိတ်ဆိုတော့တုံညာပဲအဲ့တော့ကိုတုံညာနှလုံးကြာသာပရိတ်တောက်ကြ200ဒေါ်လာညီးရမယ်ကိုတလုံးညီးဟုတ်ဒီမှာခွန်လေးခွန်လေးကို3 3နဲ့ပေါင်းလို့ကျွန်တော်တို့ဗာရမယ်။အခုကုကုနဲ့ပေါင်းလို့ကျွန်တော်ဗာရမယ်။6 3ဒီက break က1ဆိုတော့6 3တက်ကဂျာပါပရိတောက်ကြ200ဒေါ်လာညီးရမယ်ဆို6ဘူးထွက်တယ်။ဟောဒီမှာ6ကို6ကိုကုကုနဲ့ပေါင်းလို့ဗာရမယ်။9 8 9 58ဆိုတဲ့ကနားနှလုံးကကြာသာပြီးတောက်ကြနေရတော်ရင်ထွက်ရမယ်ဆို10လုံးကြီးဟောဒီမှာခွန်လေးခွန်လေးကိုကိုကိုနဲ့ပေါင်းတော့631 631ကကြာသာပြီးတောက်ကြနေရတော်ရင်ကြီးရမယ်ဆို1တစ်ဆိုပြီးထွက်ထားဟုတ်ပြီနော်1တစ်ဆိုပြီးထွက်ထားဟုတ်ပြီဒီဘက်မှာတော့ဖောက်တယ်တပူးကိုကိုကိုနဲ့ပေါင်းတော့3 3ည3ရမယ်ဒီကဘရိတ်ကနေဆို3ည2 3ည2ကြာသာပြီးတောက်ကြနေရတော်ရင်မထွက်ဘူးဖောက်တယ်ဒီမှာတစ်ကော တစ်ခွန်ကိုကျွန်တော်တို့ကိုကိုနဲ့ပေါင်းတော့ကျွန်တော်တို့ပါရမယ်3ည6အဲ့3ည6ကကြာသာ3ည6ဒီက8တော့3ည6ရှစ်ကကြာသာပရိနေတောက်ကြ200ဒေါ်လာမှာထွက်ရမယ်ဆို3ည8ထွက်တယ်ဟောဒီမှာ၄တ၄တကိုကျွန်တော်တို့ကကိုကိုနဲ့ပေါင်းတော့ကျွန်တော်တို့ပါရမယ်3 3ည6ဒီက break က5ဆိုတော့3ည53ပါကျွန်တော်တို့ကကြာသာပရိတောက်ကြ200ဒေါ်လာမှာထွက်ရမယ်ဆိုတော့3တစ်လုံးထွက်ထားတယ်ဟုတ်တယ်နော်ဟောဒီမှာ2 5 2 5ကိုကိုကိုနဲ့ပေါင်းတော့ကျွန်တော်တို့ပါရမယ် တလေးတလေးဒီရပရိတ်ဆိုတလေးခွန်ကြာသာပရိတ်တော့ကြနေရတော့နေမှာထွက်ရမယ်ဆိုတော့ခွန်တလုံးကြီးလေလေးတလုံးကြီးလေကဲဟောဒီဘက်မှာ၈6 6ကို3 3နဲ့ပေါင်းလို့ကူကူနဲ့ပေါင်းလို့ကျွန်တော်ပါရမယ်ခွန်9ခွန်ကဒီရပရိတ်ဆိုတော့လေး၄9ခွန်ကကြာသာပရိတ်တော့ကြနေရတော့နေကြီးရမယ်ဆိုတော့9တလုံးကြီးလေကဲလာပြီနော်ကျွန်တော်တို့ရဲ့အဆောင်တွင်နေနေရလာပါပြီနော်အဲ့တော့ဒီမှာ၈ဘူး၈ဘူးကိုကျွန်တော်တို့ကူကူနဲ့ပေါင်းလို့ကျွန်တော်ပါရမယ် ခွန်ခွန်ဒီက break က6ဆိုခွန်ခွန်6ကဟောဒီကြာတာပရိတောက်ကြ200တော့တယ်မှာညှိပြရမယ်ခွန်6ပေါ့နော်ခွန်6နှလုံးကကြာတာပရိတောက်ကြ200တော့တယ်ညှိပြရမယ်အဲ့တော့7338ထဲစီကို6ခွန်ဝန်းကျင်ညကကနဲဆက်ပြပေးမယ်ကကနဲဒီ38ထိတ်ဘာကြောင့်ကြိုက်ရလဲဆိုဒီကကနဲကြောင့်ကြိုက်ရဟုတ်ပြီနော်ဒီ38ထိတ်ကိုဒီကကနဲကြောင့်ကြိုက်ရပြပြီ ဂျာသာပရင်းနေမှာထွက်တဲ့ကနန်းတိုင်းဟာတောက်ကြနေမှာအ ਨੇ ဆုံးတစ်လုံးလောက်ကတော့ပြန်ဆင်းမိတာတသက်ဆာမှုတွေနော်ကွန်ချက်တွေပြနေရတုံညာနှစ်၅ခုဆိုတဲ့ကနန်းလေးလုံးတောက်ကြနေမှာနှစ်တလုံးညိတယ်၅တလုံးညိတယ်ခွန်၈လေးတစ်ဆိုတဲ့ကနန်းလေးလုံးတောက်ကြနေမှာ၄တလုံးညိတယ်၈တလုံးညိတယ်နော်၉နှစ်တစ်ခွန်ဆိုတဲ့ကနန်းလေးလုံးတောက်ကြနေမှာ၉တလုံးညိတယ်၁တလုံးညိတယ်နော်ခွန်၄တုံညာ၅ဆိုတဲ့ကနန်းလေးလုံးတောက်ကြနေမှာတုံညာတလုံးညိတယ် လေးသုံးတက်ဆိုတဲ့ကနန်းသုံးလို့တောက်ကြနေမှာတက်တလုံးကြီးတယ်။နော်အဲ့တော့ရှင်ငါးငါးရှင်ငါးနှစ်ဆိုတဲ့ကနန်းသုံးလို့တောက်ကြနေမှာရှင်ရနှစ်ရကြီးတယ်။တင်ငါး၈၆ဆိုတဲ့ကနန်းလေးလုံးတောက်ကြနေမှာ၆တလုံးနဲ့ငါးတလုံးကြီးတယ်။သုံးညာ၈၆ဆိုတဲ့ကနန်းသုံးလို့တောက်ကြနေမှာသုံးညာတလုံးကြီးတယ်။နှစ်သုံးတရားယူလို့မရဘူးဇာဇာပလီမထွက်တဲ့အတွက်ကြောင့်နော်ဟုတ်တယ်၄၉၈ဆို၄၃ညာ၉၈ဆိုတဲ့ကနန်းလေးလုံးတောက်ကြနေမှာ၄၈နှလုံးထွက်တယ်။ ကိုလေးကိုလေးကတောက်ကြနေမှာလေးကိုနှလုံးထွက်တယ်လေးကိုခုံကိုဆိုလေးကိုခုံဆိုတဲ့ခဏသုံးလုံးဒီမှာတစ်ချိန်ဖောက်တယ်เนาะ2918ဆိုတဲ့ခဏလေးလုံးတောက်ကြနေမှာ7လုံးကြီးတယ်653ခုံဆိုတဲ့ခဏလေးလုံးတောက်ကြနေမှာ3လုံးကြီးတယ်332နှစ်ဆိုတဲ့ခဏသုံးလုံးတောက်ကြနေမှာ3လုံးကြီးတယ်ကဲအဲ့ဒါဆိုရင်ကျွန်တော်မနေ့က383လေးဆိုတဲ့ခဏလေးတော့တောက်ကြနေမှာညရမယ်ဆိုမနက်ပိုင်းက1တက်ထွက်ထားခြင်းကြောင့် တုံညာညီတာမညီဘူးရှင့်ညီတာမညီဘူးတုံညီတာမညီဘူးလေးညီတာမညီဘူးအဲ့တော့ဒီညနေမှာတုံညာရှင့်သုံးလေးကဲဟုတ်ဟုတ်နော်အဲ့တော့ဒီ3ရှစ်ထိတ်ကိုတုံညာရှင့်သုံးလေးကဲဟုတ်ပြီအဲ့တော့ခဏရှင်းမယ်ရှင်မင်းရှင်မင်းအောင်3ရှစ်ထိတ်နိုင်ရေးမှာပါ3 6တခွတ်3ခုဟုတ်တယ်နော်6 6 6ခု တဲ့ပူတင်ထိုးမယ်တဲကိုပူတင်ထိုးမယ်စားချီတလောက်ထိုးမယ်မနက်ကနေ့ညနေပါဝါတလုံးနဲ့အဲ့ဒါကဒီဘုံကဖောက်ထားတယ်ဒီဘုံကဖောက်ထားကျွန်တော်မကြည့်တော့တာဟုတ်တယ်အဲ့တိုင်ထပ်ယူမယ်ဆိုရင်ထပ်ပြီးမယ်ဆိုရင်ပါဝါတလုံးပေါ့နော်ဒီမှာလေနှလုံးပေါင်းချင်းအဲ့ရကျွန်တော်ရအောင်နှလုံးပေါင်းချင်းနှစ်နှလုံးပေါင်းချင်း၃၃ရှစ်ဝမ်းချင်း တော်မောင်ကြီးဒီမှာဖောက်တာတော့ကျွန်တော်ဒီပွဲမှာမနေ့ကတော့၄နောက်ပွဲရတာနဲ့အဲ့ဒါကိုအဲ့ဒါကိုမယူလိုက်တာနော်အဲ့ဒါကိုမယူလိုက်တာ၄နောက်ပွဲရတာနဲ့ဖောက်သွားပြီဆိုပြီးတော့မယူလိုက်တာမနေ့ကအဲ့34နောက်ပွဲနဲ့ကို၉လေးထိုးတယ်ဗျာ၄ဘူးထိုးတယ်၆လေးထိုးတယ်ခွန်လေးထိုးတယ်နောက်ပြီးတော့၈လေးထိုးတယ်အဲ့ဒါကိုဒီမှာသွားပြီးမယူမိတာနော်ဖောက်ပြီဆိုပြီးတော့မနေ့ကညက်နေရအဲ့လိုကတ်ခံလိုက်ရနော်မနေ့ကညက်နေရပါဆက်အောင်၄နောက်ပွဲရရတာနဲ့နော်အဲ့တော့ share main ၄ခွဒီညက်နေမှာဒဲကိုပို့တင်လို့မယ် 3630866ဒီကနေ့လေးခွက်က share main လေးခွက်ဒဲ့ကိုပို့ပြီးတင်ပြီးတော့ထိုးမယ်ဟုတ်ပြီနော်အားမယ်ခပ်ပါပါဒါထုံးစံကျွန်တော်ကတော့အားပြီးထိုးရတော့ဝန္ဒနာဖြစ်နေဒီက ਆ ပြီးထိုးမယ် share main လေးခွက်ရပြီအဲ့တော့ရန်ခွက်နေနဲ့ကျွန်တော်ပါထိုးမယ်ရန်ရန်ခွက်နေနဲ့ကျွန်တော်ပါထိုးမယ်ရန်ခွက်နေနဲ့မဖြစ်မနေရန်မယ်ဆိုရင်ကျွန်တော်တို့3 6တကွက်ရှိမှ3 9တကွက်ရှိမှပြန်ကနန်းနေရှိရနော်ပြန်ကနန်းနေထည့်လို့ပါ ၃ညာ၆ရှိမယ်၃ညာပြန်ကနန်းလာဘူးအားကောင်းတယ်ဗောနော်၃ညာ၆၃ညာခွန်ရှိမယ်အဲနောက်တစ်ခါကျတော့အဲဒီမှာ၆လေးတကွက်ဒီကောင်းလေးကပိုတင်ထိုးရမခွန်လေးအဲ့ဒါတွေကတော့ရံကွက်ထဲမှာထည့်မလို့ ਨੇ ဒူမိန်နေရာနေထိုးဒူမိန်ရံကွက်ဆိုအရန်ရံလိုက်မှာဆိုနော်ဒူမိန်နေရာနေထိုးအဲ၆လေးရဲ့ခွန်လေးစိတ်မချအောင်ခွန်၆ချင်းအမှန်ငယ်နော် အဲ့တော့ဒါပဲလမ်းမလေးနှိပ်ပြီးပါကြည့်တဲ့လူရဲ့ဆုံဖြားတော်မကြီးလမ်းမနှိပ်ပြီးတာနော်ကြည့်နေတဲ့ဖုံးမတ်စကရင်ကိုလက်ညှိုးလေးနဲ့ဒီလိုလေးတောက်ပြီးအဲ့ဒါလမ်းမနှိပ်ပြီးသားဖြစ်သွားလိမ့်မယ်နော်လမ်းမနှိပ်တဲ့လူအားလုံးပဲဒီညနေထိုးတဲ့ကဏ္ဍနဲ့ထွက်တဲ့ကဏ္ဍတကယ်ကြပါစေမနှိပ်တဲ့လူတွေကတော့ခဏပေါ့ရင်တော့ဒိုင်ပြေးပါစေဗျာနော်နားလည်းကားစားပါခင်အားလုံးပဲကျွန်တော်ကူမရအားလုံးပဲစိတ်ချမ်းသာရင်ကိုကျမကြီးနဲ့ပြည့်စုံနိုင်ကြပါစေကျွန်တော်ရဲ့ကုထုံး channel ကိုအမြဲအားပေးနေအကူမရအားလုံးပဲ ော်ဒီညနေမှာထိုးတဲ့ကနေထွက်တဲ့ကနေတခဲလေးကြပါစီဗျာနော်ကဲအဲ့တော့အားလုံးပိုင်းပါနောက်ရကြမှာပြန်တွေ့မယ်နော်နောက်ရကြမှာပြန်တွေ့ကြမှာပေးတာတော့ပေးတယ်မထိုးလို့မပေါက်တာတော့ကျွန်တော်လည်းမတတ်နိုင်နော်နှစ်တစ်ဆိုရင်တကယ်ပေါက်တဲ့ကနေပြောခဲ့သေးတယ်တုံညာတစ်နှစ်သုံးခွင့်နဲ့အဲ့မူကနေ၈ွက်ရယ်လို့ကြံပြီဆိုရင်အဲ့20လူနှစ်တစ်တော့ကလိုက်ထိုးရမယ်ကနေမဖြစ်မနေလိုက်ထိုးရမယ်ကနေနော်ပြောခဲ့သေးတယ်ကဲအဲ့တော့အားလုံးပိုင်းပါနော်